မင်္ဂလာပါရှင်ရောင်းခက်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါက်ဆန်းစုကြည်နဲ့သမ္မတဝန်ကြီးအပါအဝင် LDP ဆွေးနွေးခေါင်းဆောင်တွေမှာနိုင်ငံရေးကျင်းသားတွေမဟုတ်ပဲအချင်းပြက်လက်စားပြီးပြစ်ဒဏ်ကြခံသူရဟုတတ်တခိုင်ပြောအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါက်ဆန်းစုကြည်နဲ့သမ္မတဝန်ကြီးအပါအဝင် LDP ဆွေးနွေးခေါင်းဆောင်တွေမှာနိုင်ငံရေးကျင်းသားမဟုတ်ပဲအချင်းပြက်လက်စားပြီးပြစ်ဒဏ်ကြခံရသူတွေဖြစ်ကြောင်းပြည်သူ့ရှင်ဆောင်ပါတီဥက္ကဋ္ဌတတ်တခိုင်ကပြောတယ်အော်တိုဝါလာတော်နေရန်ကုန်မြို့မှာပြုလုပ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့တရင်ဆောင်ရှင်နေပွဲမှာတသက်ခိုင်ကထိုးထိုးပြောဆိုလာခြင်းဖြစ်တဲ့ ဒေါက်ဆန်းစုကြည်ကတဘာဘေကာကွင်းရန်ပုံငွေကိုရဟန်းရင်ဝယ်စည်းခဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေကိုစီစစ်မှုမရှိဘဲအလေအလွတ်များပြီးဘုံဘော်လောအသုံးပြုခဲ့သူဖြစ်ကြောင်းတသက်ခိုင်ကပြောတယ်။ဒေါက်ဆန်းစုကြည်ကအမျိုးသားတဘာဝဘေးရန်ပုံငွေတွေကိုအလေအလွတ်ဖြစ်စေရမှာစီမံခန့်ခွဲတာဝန်ရှိရတဲ့အတွက်ပြစ်ဒဏ်ချတရားစွဲခံရခြင်းဖြစ်တယ်လို့တသက်ခိုင်ကပြောတယ်။ ဝင်ကြီးဌာနတွေကိုချက်ထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝင်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်တစ်ဆင့်ရာခိုင်နှုန်းကိုပြန်နှုတ်လိုက်ပြီးတော့အဲဒီတစ်ဆင့်ရာခိုင်နှုန်းကိုအမျိုးသားတဘာဝဘေး NDA စီမံခန့်ခွဲမှုကိုမျိုးသားတဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေတွေထည့်လိုက်တယ်။ထည့်လိုက်ပြီးတော့မှကိုဗစ်ရန်ပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိတယ်။ရှိတဲ့အခါကျတော့အဲဒီငွေတွေကပုံနေတဲ့အခါတကယ်တမ်းတော့လောက်ရမှာကတဘာဝဘေး shop point ဆိုတာမှ land တွေဆိုလဲရာသီဥတုတန်ခန့်နိုင်အောင်စောင့်နေငလင်တန်ခန့်နိုင်ရာသီဥတုတန်ခန့်နိုင်အောင်မှုန်တိုင်းတန်ခန့်နိုင်အောင်တဘာဝဘေးတန်ခန့်နိုင်အောင်ဒါတွေကိုစောင့်ကြရမှာဖြစ်ပါတယ်။ တို့တော့လည်းအဲ့ဒီရန်ပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့လူတွေကထားပါတော့ husky ဝယ်လို့ပြီးလို့ရှိရင်တခြားသူ့ကောင်းစင်နဲ့မကိုက်ပဲအသုံးပြုခဲ့တာနေမလိုအပ်တဲ့အလိုလွင့်နေစစ်စစ်ပေါ်ပေါက်တယ်စစ်စစ်ပေါ်ပေါက်ပြီးတော့နောက်ဆုံးတော့ဒီ husky စီဖို့က antidon san suji စီဖို့နိုင်ငံတော်ပိုင်းရဟန်းဆိုပြီးဝယ်တာဖြစ်တယ်တို့တော့လည်းတကယ်ဝယ်သူရောက်ဝယ်တဲ့အချိန်မှာ transcription လုပ်တဲ့အချိန်မှာလင်းလွင့်များပြီးတော့မှစစ်စစ်ပေါ်ပေါက်တိုင်းအများကြီးရှိတယ်ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရတယ်ဆိုတော့နိုင်ငံတော်အတိုင်းအမြန်ခံပုဂ္ဂိုလ်ကတာဝန်ခံရတယ်လို့သက်သက်ခိုင်ကပြောတယ် LDP ဆိုရလက်ထက်ကနိုင်ငံတကာအကူအညီရန်ပုံငွေများပြားရရှိခဲ့ပြီးဗန်နိုင်းစီမြင့်နဲ့မကိုက်ညီပဲတုံ့ဆဲခဲ့ကြောင်းဆက်ပြောနေ။ LDP ခက်တုံကဒီရန်ပုံငွေကပိုရှံပြီးတော့ကိုဗစ်လည်းဖြစ်တယ်။အဲဒီအချိန်မှာကိုဗစ်ကြောင့်မို့နိုင်ငံတကာအကူအညီတွေရရလည်းရှိတယ်။ပြီးခဲ့တဲ့ LDP အစိုးရလက်ထက်ကတော့ FDI နေလဲလာတဲ့နောက် ODA Official Diplomat Assistant နေဖွံ့ဖြိုးမှုအတွက်တရားဝင်ပေးတဲ့အကူအညီတွေဒါရီများကြီးရတယ်။ပြီးလို့ရှိရင် Technical Assistant နေလည်းများကြီးရတယ်။များအချိန်မှာငွေတွေကပုံပလောအောဖြစ်တဲ့သဘောဖြစ်တယ်။ ဖြစ်ပြီးတော့သုံးဆွဲရမှာနည်းနည်းစီစီစစ်စစ်နဲ့ဗန်နိုင်းစီမြင့်နဲ့မကိုက်ညီပဲနဲ့သုံးဆွဲရတယ်ဒါလေးကိုတောင်းဝင်ခင်ရတာရှိတယ်။တက်တက်ခိုင်က2015ခုနှစ်မှာ LD ပါတီရဲ့တကုံမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်မှာ LD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်တယ်။2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတသက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုကနေအနိုင်မရရှိပဲခုတ်ခွက်လောင်ရှောင်နေခဲ့တယ်။ ။လက်သက်ခိုင်မှာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်စေကောင်စီမှလူမှုဝန်ထမ်းကိစ္စရေးနဲ့ပြည်내နေရာချတိုင်ဝင်ကြီးဖြစ်လာခဲ့ပြီး2023အောက်တိုဘာလနေ့မှာဟိုတယ်နဲ့ခီးသွားလိုက်ဝင်ကြီးဌာနပြောင်းစုဝင်ကြီးဖြစ်ပြောင်းလဲခံခံက2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ဝင်ကြီးရာထူးတာဝန်တွေကအနာပေးခံခဲ့ရပါတယ်။ဆလဘီနိုင်ကျင်းတွေကိုနှိမ့်ဆက်တာမှာနမေဇွန်နဲ့ကြော်ကြတဲ့အမြင့်ချန်တောင်ရရှိတဲ့ဇနီးနဲ့ယင်း ရှင်မောင်ဖန်စီခံရနိုင်ငံချင်းသားတွေကိုနိုင်ဆက်ညှဉ်းပန်းမှုတွေမှာနမေဆုနဲ့ကြော်ကြတဲ့မြင်းချန်ချင်းဦးစီအရာရှိဦးနိုင်ဦးဝင်းနိုင်ဆိုရဲ့မိသားစုဝင်ချို့နဲ့ရှင်မောင်ကိုတော်လိုင်းတဖွဲ့တွေကဖန်စီထားလို့မြင်းချန်မျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့တောင်းရှိသူကပြောတယ်။အော်တိုဘလ9ရက်နေ့ကမြင်းချန်ချင်းဦးစီဌာနအရာရှိဦးဝင်းနိုင်ဆိုရဲ့ဇနီးဒေါ်နီနီဝင်းမြင်းရွှန်းချယ်ရီဟိတ်နဲ့ရှင်မောင်ဦးမင်းခန့်ကိုတို့ကိုမြင်းချန်မျိုးသားလမ်းပိုက်တနေရာမှာတော်လိုင်းတဖွဲ့တို့ကဖန်စီလိုက်တယ်လို့သိရတယ်။ဒေသကာကွယ်တဖွဲ့တို့ကထိန်းသိမ်းထားကြရပဲသိရသေးပြီးအဖွဲ့နာမည်ကတော့ထုတ်ပေါ်ပြောကြားခြင်းမရှိဘူး။ ဖန်စီခံထားသူဒေါနီနီဝင်းရဲ့အမျိုးသားအဝင်းနိုင်စွာမြင်းချန်ထောင်ပိုင်းကအာဏာလွှဲပေးထားပြီးအဆောင်မှုစုလို့ထောင်မှာ၎င်းကိုခေါ်ကြရလို့မြင်းချန်ထောင်ကလူမြောက်လိုက်နိုင်ငံကြီးကျင်းသားတွေကပြောပါရယ်မြင်းချန်ထောင်မှာ၃ဘွေရရှိ၃ဦးရှိပြီးဆက်သွယ်ရေးကင်တွေတဲ့ဥဝင်ဆိုင်ကွန်ဆင်လက်ရောင်းချသူအရာရှိနောက်တောင်နဲ့နိုင်ဆက်ညင်ပန်းရေးပိုင်းကိုတောင်းယူထားသူဥဝင်နိုင်စွာဖြစ်တယ်လို့သိရတယ်အဝင်းနိုင်စိုးကျွလွန်ခဲ့ဖြစ်တည်တဲ့အတခွအင်းစိန်ထောင်ကနေလွတ်ရမရှိပြောင်းရွှေ့လာတဲ့30ရွေးနိုင်ငံအကျဉ်းသားကိုနိုင်ဝင်းထွန်းကိုပပျုပ်ကိုအဝင်းနိုင်စိုးနဲ့လက်ပါစိကထောင်ကနေခေါ်ရိုက်နှက်တာကြောင့်2024ခုနှစ်မှာတင်ဆောင်ခဲ့လို့နိုင်ငံအကျဉ်းသားအချို့ကပြောတယ်။ နိုင်ငံချင်းသောဟောင်းတအုပ်ကလည်းသူ့အတွက်ကြောင့်ကိုပြရမှာထောင်တွင်းလက်ကင်ဖုတ်ချို့အုံပြုမှုပေါ်ကြတာကြောင့်ဝင်းနိုင်စုံနဲ့ဖွဲ့ကနိုင်ချင်းနေနေထိုင်ရာအဆောင်ကိုကျင်းသားရီခေါ်ထုတ်ရိုက်နေခဲ့ရမှုတင်းဆောင်သူပြန်ရောက်မလာဘဲပျောက်ဆုံးသွားသူရှိရလို့ပြောတယ်။ကြကြထောင်တွေကနေပြောင်းရွှင်နေရောက်လာနိုင်ချင်းတွေကိုထောင်ပူဝါကနေရိုက်နေညှင်းဆဲတာတွေကိုလည်းဝင်းနိုင်ဆွဲမိတ်နဲ့ပဲလောက်တာလို့နောင်ချင်းနိုင်ချင်းဟောင်းချို့ကပြောထားပါတယ်။ဆက်လက်ပြီးနေပြည်တော်မှာမဲဆင်းမှရလို့ဝေဖန်ခဲ့ဘူးလက်လာဆွေခေါ်မိခံရရတလားဖန်ခံရရလား။ နေပြည်တော်မှာမင်းစင်းမိုင်လူဝေဖက်ခံခဲ့ရတဲ့ဘူလက်လာစေကိုမင်းညာပိုင်းစစ်တပ်ကနေကနေလာခေါ်ဆောင်သွားပြီးဒီနေ့မှာဆက်တက်များတော့လို့သိရတယ်။အော်တိုဝါလ9နေ့မှာဘူလက်လာစေကနေပြည်တော်မှာမင်းစင်းနေမနေအကြောင်းလူရင်ကားရှင်300လောက်မှနေကြောင်းတရက်တွေဆင်းပါပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းဟောင်းအောင်တုံးတဲ့လူယူဆကြောင်းမဲဆင်းနေလွန်ကွာဟနေပြီးမဲဆင်းနေပြန်လဲပြုပြင်ရန်ပင်အချိန်တစ်ပတ်သာကျန်တော့ကြောင်းမဲဆင်းမှယူမှုအဆင်မပြေဖြစ်ကြောင်းဘူလက်လာစေကထုတ်ပေါ်ပြောဆိုတဲ့ အင်းနာအော်တိုဘလာရှင်းနဲ့ညပိုင်းမှာဘူလတ်လဆယ်ကိုစစ်တပ်ကနေကနေလာခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူလတ်လဆယ်လက်ကင်ဖုန်းတွေကိုဖုန်းခေါ်လို့မရတော့ဘူးစစ်တပ်နဲ့လော်ဘီမိခင်သတင်းသမားတွေစုဝေးနေကြ Viber Group မှာလည်းသတင်းသမားအမိကန်စစ်တပ်လော်ဘီအောင်မင်းကဘူလတ်လဆယ်ဖမ်းခံထားရသလားလို့စစ်တပ်ကမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြောင်းပါဘူးမေးခွန်းပေးသူအောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးအစံဖွဲ့အမကန်လော်ဘီလည်းဖြစ်တယ် မဲဆင်းမိုင်းမှုအကြောင်းပြလို့အာနာသိန်းကစစ်တပ်အတွက်ဘိုလက်လဆယ်ဝေဖန်ချက်ကအရှိုက်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ကြန့်ခိုင်သတင်းမြစ်ကတုံ့တက်တယ်။ဂျပန်ပါတီအတွင်းမှာမြောက်လိုက်တဲ့စစ်တပ်ထိပ်ပိုင်းကတိုက်ရောက်စီမံခန့်ခွဲနေရဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဘောကော်မတီဝင်အဆင့်ကိုတော့တိခွင့်မရှိတော့ဘူးလို့ကြန့်ခိုင်သတင်းမြစ်ကဆိုတယ်။နေပြည်တော်ဘောပါတီမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူလက်လဆယ်ဖန်ခန့်အားလားခဏခွန်မေးခင်အားလားတစ်တော်မှာသူထုံဆန်တိုင်းဗီဒီယိုတွေကိုတင်ပြီးတော့ထင်မြင်သုံးသပ်ချက်တွေရန်တန်းထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်အောင်မှဖြစ်ပါတယ်။ ဆက်လက်ပြီးချောင်းမြွနယ်ဘုံတို့ရသတင်းကျွလာပြင်းကြစီတင်းစီမင်းထုံးပွဲတော်ကိုလေချောင်းတိုက်ခိုက်တပ်ဖြန့်ခဲ့တရကန်နဲ့ဆက်ဆက်သူတွေကိုလက်တော့ပြန်ရေးယူပြီးစကိုင်းတိုင်းချောင်းမြွနယ်ဘုံတို့ရမှာသတင်းကျွလာပြင်းကြစီမီပူဇော်တဲ့ပြည်သူတွေကိုပုံစံတပ်ဖြန့်မှုကျွလုံနဲ့တရကန်နဲ့ဆက်ဆက်သူတွေကိုစုံစမ်းနေပြီးအေးအေးယူမှုတွေလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းဟွေရမြင့်နယ်ပြည်သူ့လူကြော်ဖွဲ့တာဝန်ရှိသူကပြောပါတယ် အော်တိုဘား6နှစ်ည7နာရီခန့်မှာချောင်းမြွနယ်ဘုံတို့ကျဲအနီမှာပြည်တွင်စုပေါင်းပြီးတရင်ကျွလာပြညာစီမီထုံးပေါ်တော့ပြုလုပ်နေချိန်မှာမွန်ရမြွနယ်နမခါမှာတက်လာတဲ့စက်တက်လေးဒစီက120မမပုံးသီးနှလုံးကျဲစတိုက်ခိုက်ပြီးလူအုပ်စုကြားတဲ့ကိုကြောက်ပါကွဲကထိခိုက်တေဆုံးများပြခဲ့ကြောင်းသိရတယ်။ဒေါ်တို့ဘုံကျဲတိုက်ခိုက်ပြီးနောက်ကဲစဲအီးလုံးနေတဲ့ချိန်မှာလည်းကျက်ဖက်စစ်တပ်နမခါမှာတက်လာစက်တက်လေးဒစီကဒုတိယကျိတ်ပုံးသီးနှလုံးထပ်မံကျဲစတိုက်ခိုက်ခဲ့တယ်။ လက်ရှိချိန်ကြက်ဖက်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုကြောင့်တိုက်ဆုံသူ24ဦးထိတိုးလာပြီးထိခိုက်ဒိဆုံးသူများထဲမှာသက်ဆိုင်နှစ်ယောက်ကလေးငယ်အများဆုံးပါဝင်ကခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဆုကောက်ခဲ့ရအခြေအနေဖြစ်ကြောင်းသိရတယ်။ထို့သောရွေးချယ်ရှိရှိဆက်တက်လေဒီနဲ့ရဲဆက်ဆက်လူမဆန်စားလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တရခန်ပိုင်လော့တရခန်နဲ့ဆက်ဆက်တဲ့တွင်အလို့တူလိုပါဘူးပေါင်းပောင်းဝင်သူတရခန်တွေကိုပစ်ပေးစီရန်အတွက်သက်ဆိုင်တဲ့တရင်ချလက်တွေကိုတရင်ပို့ပေးကြရန်ပြည်သူတွေနဲ့မြစ်တီတော်လိုင်းဖွဲ့စည်းကိုမစုံမောင်းမြင်တဲ့ပြည်သူလုံးကြုံအဖွဲ့ကဖိတ်ခေါ်ထားပါတယ် ဒီဖြစ်စဉ်ကိုစစ်ခွေးတွေကပြည်တွင်းမဟုတ်ဇန်ဖတ်တွေလို့ပြောနေရရှင်။လာပြည်နေမှာစီမီထုံနဲ့အိမ်ညာမှာကလေးငယ်များစုပါတယ်။သူတို့ပြောရဲကောင်းဆရာမှပြောရမယ်ဆိုရင်လူဆိုရင်လူသားဆန်တဲ့စိတ်ရရှိရမယ်။ကျွန်တော်ဒီရှင်းလင်းဗီဒီယိုဖိုင်ကိုတော့နှစ်ခါပြန်ပြီးမကြည့်ချင်တော့အောင်ကိုဖြစ်တယ်။ကျွန်တော်တို့ကစစ်ခွေးနဲ့ထုတ်ပြန်ကြေညာချက်တစ်ခုပေါ်မှာဘာမှလိုက်ပြီးကန်စားနေမှာမဟုတ်ဘူး၊ဂရုစိုက်နေမှာမဟုတ်ဘူး။ဒီကိစ္စအဆုံးရှုံးမှုကတောင်းမယုံနဲ့ပြီးသွားမယ်ကိစ္စမျိုးမဟုတ်ဘူးအဲ့ဒီအတွက်ကျင်းတဲ့ဒရင်မှာလည်းပူဆွေးတော့ကြရရှင်ဒေါသလျောက်တွေရှိတဲ့ခါလေးမှာကျွန်တော်တို့ကအဓိကရန်သူကိုမိသွားတာမျိုးဖြစ်တတ်ပါတယ် ကျွန်တော်တို့ကသူတို့ရဲ့ lobby တွေအောက်မှာမျောပါမသွားဘူးပဲရှိရဲသူတို့ဒလန်လို့ပြောတိုင်းကျွန်တော်တို့ကဒလန်ကိုလိုက်မဲပြီးတွေ့သမျှမတင်ကားအပြစ်မဲ့ပြီးသူတွေကျွန်တော်ရဲဘော်ချင်းချင်းယုံထင်ကြောင်ထင်ကိစ္စရေလောက်သွားမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့အုံနာကျွန်တော်တို့ရဲ့ဆင်ကျင်ညာဖြစ်ပေါ်လာဖို့ကိစ္စမှာမူတည်ပြီးတော့ဒီကိစ္စကိုဆက်လက်ကင်တန်သွားမယ်လို့မို့ရမြို့နဲ့ကျေးဇူးတော်ကြွေဖွဲ့တောင်းရှိသူကဆက်လက်ပြောဆိုထားပါတယ်နောက်ဆက်အပိတ်ကြရအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်